ဘယ်မောင်းတစ်မျိုးတည်းပဲတင်သွင်းခွင့်ပြုမယ်ဆိုတဲ့ကားမူဝါဒစနစ်ကို ဖြေလျှော့လိုက်တာကြောင့်ကားဈေးကွက်မှာဘလို့အပြောင်းလဲတွေရှိနေတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့တွားရောက်သတင်းယူနေတဲ့သတင်းတောက်အောင်ကိုကိုလက်ကိုဆက်သွယ်မေးမြန်းကြည့်ပါမယ်ရှင်။အဲဟုတ်ကဲ့ကိုအောင်ကိုကိုလက်ရေဘယ်မောင်းတစ်မျိုးတည်းကိုပဲတင်သွင်းခွင့်ပြုမယ်ဆိုတဲ့ကားမူဝါဒစနစ်ကိုဖြေလျှော့လိုက်ပြီးဆိုတော့အခုလက်တလုံးမှာကားဈေးကွက်အခြေအနေဘလို့ရှိတယ်လဲဆိုတာအရင်ဆုံးပြောပြပေးပါရှင်။ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ခုရောက်ရှိနေတာတော့မြန်ဒီကုန်းစိတ်တိုင်းကြကားရောင်းဝယ် ရေဈေးကွက်တခုပေါ့နော်အဲ့ဒီမှာဆိုရင်တော့ကားဈေးကွက်ကတော့ဒီဘယ်မောင်းတစ်မျိုးတည်းပဲတင်သွင်းရမယ်အတွက်ကားဈေးကွက်ကတော့နော်မတရားမြင့်တက်လာတယ်ပေါ့မြင့်တက်လာတယ်ဆိုတာလေ14ဈေးကြောင်းလို့လည်းပြောတယ်14ဈေးတွေမတရားဟိုဈေးနှုန်းနည်းနည်းမြင့်တက်သွားတဲ့အတွက်ဒီကားအမျိုးအစားပုံမူတည်ပြီးတော့7300နဲ့90ထီလို့မျိုးမြင့်တက်မြင့်တက်နေတဲ့အနေအထားကိုတွေ့ရပါတယ်ခင်ဗျာအော်ဟုတ်ကဲ့အခုလိုမျိုးဒီဘယ်မောင်းစနစ် ပေါ့နော်အဲ့ဒါကိုဖြေလျှော့လိုက်တဲ့အပေါ်မှာကားဝယ်တဲ့ရောင်းတဲ့လူတွေလောက်ကင်တဲ့သူတွေနောက်ကားပိုင်ရှင်တွေကားဝယ်ခြင်းတဲ့သူတွေကရောဘယ်လိုမျိုးသဘောရပါလဲရှင် ဟောဟုတ်ကဲ့ကောင်းဘယ်မောင်းကိုပဲသူတို့တင်သွင်းရမှာဆိုလို့ရှိရင်ပထမပါဗောနော်သူတို့အမြင့်ဈေးတွေပဲတင်သွင်းရမှာတင်သွင်းရမှာဖြစ်တဲ့အတွက်ပေါ့ဟောဒီဈေးရောအပြောင်းလဲတွေဖြစ်လာတယ်ဆိုလို့ရှိရင်ဒီဝယ်ပြီးတော့စီးနင်းနိုင်မဲ့လူတွေအတွက်လည်းအခက်အခဲတွေဖြစ်စေတယ်ဗောနော်ညာမောင်းဘယ်မောင်းကိုတင်သွင်းမယ်ဆိုလို့ရှိရင်တော့သူကကားမျိုးစားအစ်စ်တွေကိုလည်းတင်သွင်းလို့ရတဲ့အတွက်သူတို့အနေနဲ့လည်းဝယ်ရောက်စီးနင်းတဲ့စီးနင်းတဲ့အခါကြားလို့ရှိရင်လည်းသူတို့ကရွေးချယ်ပိုင်ခွင့်အများကြီးရှိတယ်ဗောနော်ဟိုချက်သိန်းတရာနဲ့ဆိုလို့ရှိရင်လည်းသူတို့ကဂျပန်ကားကိုလည်းရနိုင်တယ်ဗောနော်ဘယ်မောင်းကိုဒါတင်သွင်းမယ်ဆိုလို့ရှိရင်ပေါ့သူချက်သိန်းတရာနဲ့ဆိုလို့ရှိရင်ကားအမြင့်တွေကိုမဝယ်နိုင်တဲ့အတွက်သူတို့မှာတော့အခက်အခဲတွေရှိတယ်ဗောနော်ခုလိုဖြေလျှော့လိုက်တဲ့ အတွက်ပင်မောင်းကတော့ဟိုမတင်သွင်းရတော့မဟုတ်တင်သွင်းပါတော့သူတို့ရဲ့ဟိုကန့်သက်ချက်တွေတော့ပြန်ပြီးတော့ပြောင်းလဲတင်တယ်လို့တော့ပြောနေရပါတယ်ခင်ဗျအာဟုတ်ကဲ့အခုလိုမျိုးဒီဖယ်မောင်းကားတွေတင်သွင်းခွင့်ကိုဖြေလျှော့လိုက်တဲ့အပေါ်တခြားဟိုပြောကြဆိုကြတဲ့တွေဘာတွေများကြားပါသေးလဲရှင်အဲ့ဒါလေးလည်းပြောပြပေးပါနော်ဟောဟုတ်ကဲ့အဲ့လားနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်ဒီကားပေါ်စားတန်းမှာဗောနော်ဒီကားဝယ်ရောင်းလောက်ကန်နေတဲ့လူတူကိုကျွန်တော်ဟိုမေးမြန်းပေးပါမယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ပါဟိုကားစီးနဲ့ပတ်သက်ရင်တော့ အခုလောလောဆိုအခြေအနေကတော့ဟိုကောလာဟလာဖြစ်နေတော့နော်အခုတိတိကျကျသာအဖြေတစ်ခု ရောက်လာမယ်ဆိုရင်အခြေအနေလည်းကောင်းလာမှာပါဈေးတန်းကတော့အခု20နဲ့50ကြားထဲမှာတော့တက်နေတယ်အခုလောလောဆိုအလုံးခြုံကြည့်ရင်တော့ကားစီးနည်းနည်းအေးတယ်အေးတယ်ဆိုတော့အကေဒီအစိုးရအနေနဲ့ဟိုကားရဲ့အခြေအနေလေးရှော့ပါလာမယ်ငကူတိုင်းညာမောင်းနေလဲတွင်းလို့ရမယ်ငကူအတိုင်းပဲကားတွင်းကိုမြုပ်ပေးမယ်ဆိုရင်တော့ အချိန်နေငကူပဂရိတိုင်းပြန်ဖြစ်သွားနိုင်မှာအခုလောလောဆယ်ကတော့ကားစီးကတော့မူအစားစားပေါ့ငွေအမောက်ပေါ်မူတည်ပြီးတော့သိန်း20နဲ့50ကြားတဲ့တက်တာပေါ့နော်ဟာဟုတ်ကဲ့ပါဟယ်လိုโอเคအခုလိုမျိုးအဲမင်းညံပေးတဲ့ကိုအောင်ကိုကိုလက်ကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်ဒါကတော့ဘယ်မောင်းတမျိုးတည်းသာတင်သွင်းခွင့်ရမယ်ကားမူဝါဒစနစ်ကိုဖြေလျှော့ပေးလို့ ကားဝယ်ရောင်းဈေးကွက်တက်ရောက်မှုအခြေအနေနဲ့ပတ်သက်ပြီးတော့ကိုအောင်ကိုကိုလက်ကိုတိုက်ရိုက်မြင်းမြန်းခဲ့တာပါရှင်ဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးပါဦးမယ်ရှင်